ဘာရွှေစေးနှင့်အတူရှင်ညွန်စေ58သိန်းကျော်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုဘရွှေစည်းစံချိန်တင်ထပ်တင်ပြီးရန်ကုန်ရွှေရည်ညွှန်းစည်းကတစ်ချက်သားကို159သိန်းဒေါ်လာတလို့ပြင်ပပေါင်းစည်းကလည်း86သိန်းအထိမြင့်တက်လာတယ်လို့ရွှေစည်းကွာထဲကသိရပါတယ်။ပြီးခဲ့တဲ့တနင်္လာနေ့ကကိုဘရွှေစည်းတောင်စားကို3262ဒေါ်လာသာရှိခဲ့ရာကနေဒီကနေ့မှာတော့3386ဒေါ်လာအထိရှိလာတာကြောင့်၃ရက်သားအတွင်းတောင်စားကို124ဒေါ်လာအထိမြင့်တက်လာပါတယ်။နိုင်ငံခြား ောင်းဝေလဲနှုံတွေလဲအခုတပတ်အတွင်းအနှဲငယ်လှုပ်နေပေမဲ့ယမန်နေ့ကနိုင်ငံချောင်းဝေကြီးတွေထုတ်ရောက်လာတာကြောင့်ဒီကနေ့မှာတော့4430ချပ်အထိဈေးနှုန်းပြန်ရှိလာပါထိရွှေရှင်ညွန်ဈေးဟာအခုတပတ်တနင်္လာနေ့ကတစ်ချပ်သားကို96,900ချပ်ကနေဒီကနေ့မှာ98,300ချပ်အထိဈေးနှုန်းရှိလာခဲ့ပါထိ ဒီကနေ့မှရွှေပြင်ပပေါက်ဈေးကားတော့တစ်ချက်သားကို86သိန်းကျပ်အထိဈေးနှုန်းရှိနေပြီး၃ရက်သားအတွင်းတစ်ချက်သားကို3သိန်းနီးပါးအထိမြင့်တက်လာသေးလို့သိရပါတယ်ကိုယ်ပါရွှေဈေးအသက်ကျန်းနေတာကြောင့်ပြည်တွင်းဈေးပါလိုက်ပါမြင့်တက်နေပြီးဈေးတန်းနေချင်းအဝယ်မကျန်းချဖို့လဲရွှေဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ် ရွှေလုံငန်းရှင်များအသင်းထွေခါထော့ရည်ညွန်စေးနဲ့တရောင်းချဖို့ရွှေဆိုင်ထွေကိုမြစ်တာရက်ခံထားတယ်လို့ဝယ်ယူသူတွေကိုလည်းအချက်လက်တကွတိုင်ချနိုင်တယ်လို့လည်းပြောကြားထားပါတယ်ရှင်။